မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဘက်လူငယ်တန်အစီအစဉ်မှာတော့ချောင်းမြို့နယ်ပကဖတာဝန်ခံကိုစာနေသိန်းနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်အရင်ကဗန်ဝန်တန်းတယောက်ဖြစ်ပြီးမိသားစုစားတောက်ဆိုင်အတွက်စဖို့မှုတယောက်ဖြစ်ဖို့ကြိုးပမ်းနေတဲ့ကိုစာနေသိန်းတယောက်တပ်ဖွဲ့ဝင်ရာနဲ့ခြေကိုစီမံကုတ်ခဲ့ရတဲ့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံဘလို့ဖြစ်လာပါတယ်ကိုစာနေသိန်းကိုလူငယ်တန်အစီအစဉ်ကနေဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါကိုစာနေသိန်းဟုတ်မင်္ဂလာပါဗျာ အခုလိုမျိုး DVB ရဲ့လင်ငယ်တန်အစီအစဉ်မှာအင်တာဗျူးလက်ခံပြေဆိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။ဟုတ်အာကိုစာနီသိန်းကအရင်ကဗန်ဝင်တန်းပြီးတော့စုဖုံမှုတယောက်ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့လူငယ်လို့သိရတယ်ပေါ့နော်။အခုလိုမျိုးတပ်ဖွဲ့ဝင်ယာနဲ့ချီကိုစီမံကုတ်ခဲ့ရတဲ့ခေါင်းဆောင်တယောက်အဖြစ်အရင်ကစိတ်ကူးရင်ချီခဲ့ဘူးသလား။ပြီးတော့ကိုဝါဒနာစိတ်ကူးအိမ်မက်နဲ့လက်ရှိရောက်ရှိနေတဲ့အခြေအနေပေါ်ဘယ်လိုမျိုးမြင်ပါသလဲရှင်။ဟုတ်ကဲ့ဟုတ် ကျွန်တော်ပထမဆုံးပြောချင်တာတော့ကျွန်တော်ကတက်ဖွဲ့တက်ဖွဲ့ရဲ့ခေါင်းဆောင်သူအထက်ဒီတက်ဖွဲ့တွေမှာပါဝင်နေတဲ့ရဲဘော်တွေရောကျွန်တော်ရောအတူတူတသားတည်းရှိပြီးတော့ကျွန်တော်တို့ပြည်သူလူထုလိုချင်တဲ့အရာကျွန်တော်တို့ယုံကြည်ထားတဲ့အရာကိုအတူတူပူးပေါင်းလှုပ်ဆောင်နေကြတယ်လို့အတည်ပြုချင်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တက်ရောက်တဲ့ဒီတာဝန်ကိုယူထားတာမဟုတ်ဘူးနော်ကဏ္ဍအတီးတီးမှာအဲတာဝန်ခံတွေအတီးတီးနဲ့ရဲဘော်ရဲဘက်တွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်နေတဲ့တက်ဖွဲ့ဖြစ်တယ်ဆိုတာမျိုးကျွန်တော်အရင်ဆုံးပြောချင်ပါတယ် အဲကျွန်တော်အရင်တော့ဖြစ်ချင်းခဲ့တဲ့အိမ်မက်တွေနဲ့အခုလက်ရှိအနေထားနဲ့ဘယ်လိုလဲဆိုတဲ့အခါကျလို့ရှင်တော့အရင်တော့ကတော့ဒီစစ်ဖို့ဖြစ်ချင်းတဲ့အိမ်မက်ရှိခဲ့တယ်ပေါ့နော်။ဟိုမှာကျွန်တော်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာအဲကျွန်တော်ဘူတင်တန်းရှောက်ဖို့အတွက်လုပ်တဲ့ခါမှာမိဘတွေကဒါကိုသဘောမတူကြဘူးပေါ့နော်။အဲဒီတော့ကျွန်တော်တဆင်းလျှော့လိုက်ပြီးတော့အဲတက်ကသူမေဂျာရွေးတဲ့ခါမှာလည်းဒီဒီစစ်တပ်ထဲကိုပြန်ဝင်လို့ရမယ့်မေဂျာကိုပဲအဲကျွန်တော်ရွေးခဲ့တယ်ပေါ့နော်။ Geology နဲ့ကျွန်တော်ကြောင်းပြီးထားတယ်။တကယ်ပြန်ဝင်မယ်ဆိုတဲ့အခါကျတော့လက်ရှိ ပြည်သူတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေပြီးပြီးတော့ခါကျရင်ပြည်သူတွေလှူလာတောင်းတတာဘာလဲဆိုတာပြီးပြီးတော့ဒီကိစ္စတစ်ခုလုံးကိုဒီစစ်တပ်ကပဲခြေလှယ်ပြီးတော့စစ်တပ်ကပဲကျွန်တော်တို့ပြည်သူတွေဗိုလ်ချုပ်နေရတယ်ဆိုတဲ့အကြောင်းအရာအချင်းအရာတွေကိုကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တဲ့လုပ်ငန်းခွင်နဲ့နေရာဒေသကွန်ဟားမှုတွေကြောင့်တိလာတဲ့အခါမှာတော့ကျွန်တော် ပြန်ပြီးတော့ဝင်ပြခဲ့ပေါ့နော်ဟုတ်အဲ့လိုပါပဲဗျအာနာလဲတိတ်နေလေဆိုရောကျွန်တော်တို့တွေတော်တော်ကိုမှောင်မိုက်သွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘာတွေဖြစ်လာလဲဆိုတော့အဲဆန္ဒပြပွဲတွေ ဖြစ်လာဖို့ရှိတဲ့အခါမှာကျွန်တော်တို့တွေကျွန်တော်တို့မြို့နေမြို့ထဲမှာပဲဆန္ဒပြကြတဲ့နေရာတွေမှာလူငယ်တွေပါဝင်ဆန္ဒပြကြတယ်။အဲ့ဒီအမှာတစ်ဆင့်ဆန္ဒပြတဲ့အင်အားတွေလူပြည်သူလူထုအင်အား CDM တွေအကုန်လုံးဟိုအင်နဲ့အားနဲ့ဒီအနာရှင်ကိုအလိုမရှိကြောင်းငြိမ်းချမ်းသာဆန္ဒပြတဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီဆန္ဒပြတဲ့အဲ့ဒီတပိတ်စစ်ကြောင်းတွေကိုကျွန်တော်လုံခြုံရေးလုပ်ပြီးတယ်ရေဘူးတွေဝေပေးတယ်ပြီးပြီဆိုတဲ့အခါကျလို့ရှိရင်အဲ့ဒီစိုင်းမုတ်တွေစင်တူဖြစ်အောင်ဒီပေါ့နော်ကျွန်တော်လူငယ်တွေစုပေါင်းပြီးတော့ လုံနေကြရင်လည်းအချောင်းဂျန်စီဆိုပြီးတော့အပြည်သူတွေလည်းအတိမတ်ပြုကြတယ်ပေါ့နော်အဲ့ဒီအမှတစ်ဆင့်ကျွန်တော်တို့အချောင်းမြို့ပေါ်တွေနေတွေမှာပြီးတော့နောက်ခုတနိုင်ငံလုံးအသီးသီးမှာစစ်တပ်ကဒီဌာနပြအဲတပိတ်စစ်ကြောင်းတွေကိုပြစ်ခတ်တပြက်ဖြိုခွင်းတဲ့အခါမှာကျွန်တော်တို့တွေစီမှာလည်းအဲ့လိုမျိုးဖြိုခွင်းခံရတဲ့ကိစ္စတွေဖြစ်တော့ကျွန်တော်တို့ကတော်ရဲရောက်သွားတယ်တော်ရဲရောက်သွားပြီးမှအရှိန်ဟုန်တစ်ခုအရအဲတနင်္ဂနွေလုံးခုခံတော်လှန်ရေးစမယ်ဆိုတဲ့အခါမှာကျွန်တော်တို့တွေဒီတော့ထဲမှာပဲဒီမျိုးပေါ်ကအဲဒီပြည်သူတွေလက်ခံထားတဲ့ဂျန်စီတွေဒီ အဲဒီလက်နက်ကင်တော်လန်ရေးလမ်းစဉ်ကိုတွားကြဖို့အတွက်တညီတညီတည်းဆုံးဖြတ်ကြပြီးတော့ကျွန်တော်တို့တွေအဲဒီတော်ရရနေပြီတဆင့်ဒီဒီကျွန်တော်တို့ဘုနော်ဒီအဖွဲ့ဒီကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီးတော့လက်ရှိအချိန်ထိဒီကာကွယ်ရေးအဖွဲ့ရှိနေပါဘုနော်အဲ့ဒီမှာကျွန်တော်ပြောချင်တာကဟိုတုန်းကဘာမှမရှိခဲ့ပဲနဲ့ငယ်လူတွေစုဖွဲ့ပြီးတော့ပဲစိတ်ရထက်သန်မှုတခုနဲ့တွားခဲ့တာနဲ့အခုအချိန်မှာဆိုလို့ရှိရင်ယူနီဖောင်းနဲ့စစ်စည်းကမ်းကိုလေသာလိုက်နာတဲ့အဖွဲ့အဖြစ်ရက်တီကြိုးစားနေနိုင်တာဒီအချက်တစ်ချက်ရှိပါတယ် ဒါလည်းကျွန်တော်အမြဲတမ်းအင်တာဗျူးဖြစ်နေကြမှာပါလေ။ဘာလဲဆိုတော့အဲ့ဒီအချိန်ကာလမှာကျွန်တော်တို့ကတူမီနဲ့တိုက်နေရတဲ့အချိန်မှာရန်သူစစ်ကောင်စီကကျွန်တော်တို့ကိုအတင်းဝိုင်းဝန်းပိတ်ဆို့ပြီးတော့အဲဒီဖန်စီတက်ပြက်တယ်။ဖန်စီတက်ပြက်တဲ့အချိန်မှာကျွန်တော်တို့ရဲဘော်အရှင်းပြီးတော့ရဲဘော်အော်ခိုင်းတာရှိတယ်ပေါ့နော်။ချောင်း PDF ပါဗျာ။ချောင်း PDF ပါဗျာ။လက်နက်ချင်းမမျှတာတောင်မှကျွန်တော်တို့တပ်ဖွဲ့ရဲ့နာမည်ကိုအော်ပြီးတော့ဒီကောင်တီတသားတွေနှိမ့်ဆက်ညှဉ်းပန်းပြီးဒီဗီဒီယိုလိုင်းမို့တင်ခဲ့ရပေါ့နော်အဲ့ဒီဗီဒီယိုကနေပဲအဲ့ဒီရဲဘော်လေးអော်ခဲ့တဲ့ ချောင်းပြည်ရဲ့ပါဗျာဆိုတဲ့အတန်အနေပဲအားယူပြီးတော့ကျွန်တော်တို့ပြည်သူအတွက်အခုချိန်ထိဆက်ပြီးရှိနေတာပါလို့ဟုတ်ကဲ့ဒီလိုမျိုးဖြစ်လာခဲ့တဲ့အတော်အတွင်းမှာရောဒီအာပေးဆက်ခဲ့ရတာတွေပြီးတော့ဟိုအောင်မြင်မှုတွေကရောဘယ်လိုရှိလဲနောက်ပြီးတော့ဒီတက်ဖွဲ့ရဲ့ခံယူချက်စံနှုန်းစည်းကမ်းတွေကရောဘာတွေဖြစ်မလဲရှင်ဟုတ်ကဲ့ဟုတ်ပေးဆက်ခဲ့ရတာတွေဆိုလို့ရှိရင်တော့အများကြီးပါပဲကျွန်တော်တို့အခုလက်ရှိအချိန်ထိဆိုရင်ကျွန်တော်တို့ချောင်းမြို့နယ်ပြည်သူ့ဘဝဖွင့်နေတဲ့ရဲဘော်အယောက်90ကျော် အသက်ပေးချခဲ့ရတယ်အဲကျွန်တော်တို့ဟိုဘုနော်လွတ်မြောက်သွားပြီလို့ပဲကျွန်တော်တို့ရဲဘော်တွေကိုအာနောက်စာနဲ့ကျွန်တော်တို့မန်တင်းပြီးတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဆက်လက်တိုက်ပွဲဝင်နေပါတယ်အဲဒီစကန်နေမီဆူမှုထိန်းချုပ်ကနေမှလည်းစင်ကျွန်တော်တို့ဒီစကန်လေးတိုက်ပွဲတွေကိုဆင်နွှဲနေနိုင်ပါပြီအဲ operation 110ဟို operation 1027နဲ့အပြိုင်ပဲကျွန်တော်တို့တွေက operation 110ဖို့ဆိုပြီးတော့ကျွန်တော်ချောင်း မန်လေးပေါ်မှာရှိချောင်းမန်လေးအမြန်လမ်းလမ်းပေါ်မှာရှိတဲ့ချောင်းမန်လေးလမ်းပေါ်မှာရှိတဲ့အဲမြပလဲအထိုင်စကန်းကိုကျွန်တော်တက်တက်ခိုင်သိမ့်ပိုင်နိုင်ခဲ့တယ်ပြီးတော့ရှေ့လတွေကပဲကျွန်တော်တို့ဒီ ULF စစ်ကြောင်းနဲ့ကျွန်တော်ချောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပေါင်းပြီးတော့မုံမန်းလမ်းပေါ်မှာအဲဒီစစ်ကောင်စီစစ်ကြောင်းတွေကိုဒီစစ်စစ်ကောင်စီရဲ့ဒီရင်နန်းတွေကိုဖျက်ဖျက်တိုက်ပြီးတော့ကျွန်တော်ကာနစီတင်ဆက်ရမိတယ်လက်နက်ခဲလေးရရှိတယ်ဒါတော့အောင်မြင်မှုဒီအထင်ကြီးအောင်မြင်မှုကြီးကြီးမားမားပေါ့နော်အဲနောက်ထပ် ကြီးကြီးမားမားအောင်မြင်မှုဆိုရင်တော့ကျွန်တော်တို့ဒီပြည်သူနဲ့အခုချိန်ထိလက်ပွန်းတည်ရှိနေပါတယ်ပြည်သူကြည်ပြူတဲ့တပ်အဖြစ်ရပ်တည်နေပါတယ်လို့ဟုတ်ကဲ့ပြအဲစံကြီးစံညွန်းနေနဲ့ပတ်သက်လို့ဆိုရင်တော့ကျွန်တော်တို့တွေကအဲဒီမူဝါဒဒီလက်နက်စကန်ကြီးနဲ့မူဝါဒရှိတယ်ပေါ့နော်ဗာလဲဆိုတဲ့ခါကျရင်ပြည်သူမထိခိုက်ရဘူးရဲဘုံမထိခိုက်ရဘူးဒီနယ်ချက်ကိုအခြေခံပြီးတော့ပဲစီရေးကြီးမှန်ချက်အောင်မြင်အောင်လှုပ်ဆောင်အောင်မြင်ဆိုတဲ့မူဝါဒနဲ့လက်နက်ကင်ပြီးတော့သွားနေပါတယ်အဲနောက်တစ်ခုကတော့အထူးကြကြကျွန်တော်တပည့်ကိုကုံစားမယ်ဆိုရင်ကျွန်တော်တို့တွေ ဒီတပိတ်ကာလကနေစပြီးတော့စုဖွဲ့ခဲ့တဲ့လူငယ်တွေအကုန်လုံးပဲကျွန်တော်တို့တွေအရက်သေးတာတောင်းစားမှုကိုအဲဒီတင်းတင်းကြပ်ကြပ်ရှောင်ကျင်ရတယ်ပေါ့နော်မြေပြန်ဖြစ်တာတကြောင်အကြည်ဝယ်မျက်ွယ်ရှားပါတာတကြောင်အဲဒီတဘာဝအတားစီးနဲ့ပဲကျွန်တော်တို့တွေကခုခံချင်းပြင်ပြီးတော့တိုက်ခိုက်နေရတကြောင်ဆိုတော့ဒီအရက်သေးတာပြီးတဲ့ခါကျလို့ရှိရင်စေးကြောက်လိုမျိုးကအစားကျွန်တော်တို့တွေတုံးဆွဲဖို့မတင်ဘူးဆိုတာမျိုးကိုတစ်ဖွဲ့တစ်ဖွဲ့လုံးသာဒီဘောနော်တဘောတူညီချက်ယူပြီးတော့ဒီဟာဒီကျွန်တော်တို့တက်ဖွဲ့ရဲ့ ုံဖို့ကျွန်တော်တို့တစ်ဖက်အစည်းအကမ်းအဖြစ်လဲကျွန်တော်ကောင်းကောင်းအခုချိန်ထိထိမ့်သိမ်းထားနိုင်နေပါတယ်လို့ဟုတ်ကဲ့တခြားဒီပါသုံးလုံးတွေအနေနဲ့ခွန်ကောက်ခံတာရှိရဲကိုတို့အဖွဲ့ရတော့ဘယ်လိုမျိုးကောက်ခံတာမရှိလို့သိရတယ်အဲ့ဒီအကြောင်းလေးပြောပြပေးပါဦးအဲကျွန်တော်တို့ဒီအဲ့ဒီခွန်ကောက်ခံမှုဆိုတာထက်လေကျွန်တော်လမ်းပေါ်မှာပတ်စံတက်ပြီးအလှခံတာမျိုးတွေပြည်သူစီမှာကြည်ဖို့ဆိုပြီးငွေခွဲတာမျိုးတွေပြီးပြီဆိုတဲ့အခါကျဆိုရှင်အဲဒီဟိုဘောနော်ဒီလမ်းပေါ်မှာတက်ပြီးအခွန်ကောက်ခံတာမျိုးတွေကျွန်တော်တို့အဲ့ဒီဟာတွေကိုကျွန်တော်တို့ အဖွဲ့အနေနဲ့လှုပ်ဆောင်ခြင်းမရှိပါဘူးအဲကျွန်တော်တို့အဖွဲ့နာမည်တုံးပြီးလှုပ်ဆောင်နေသလိုရှိရင်တော့ကျွန်တော်တို့ဒီအဖွဲ့တွေကိုတက်ပေါ်ပြီးတော့ပြောပြရတယ်မိပြီးတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးမလုပ်သင့်ကြအောင်တရားကြီးလေပြောတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့သွားနေပါလေလို့ဘာကြောင့်လဲဘာကြောင့်ဘလို့ခံယူချက်ကြောင့်ဒီလိုမျိုးမလုပ်တာလဲကျွန်တော်တို့ဟိုကျွန်တော်တို့ဘလို့ခံယူချက်ကြောင့်လဲဆိုတဲ့အခါကျရင်အဲ့ဒီကိစ္စတွေမှာဆိုကျွန်တော်တို့ပြည်သူကကြည်ပြူထားပြီးသားလေနော်ဒီထဲကနေမှာတစ်ရင်ပြည်သူကိုကျွန်တော်တို့ကအဲဒီမျှော်လင့်ချက်အမှားပြီးပြောကျွန်တော်တို့ကဘယ်တိုင်းမှမဟုတ်လို့ ကျွန်တော်တို့တော့ကြည်ဘူးဘလောက်ပေးပါဆိုတာမျိုးပါစစ်သတင်းလဲပေါက်ကြတာရှိနေတယ်ပြည်သူတွေရဲ့အခက်အခဲကြက်တယ်ဘယ်လိုရှိလဲဆိုတာမျိုးလေကျွန်တော်ပြန်ပြီးတော့ဟိုပြန်ပြီးတော့စမ်းစစ်ရမယ်နော်ကျွန်တော်တို့မူဝါဒထဲမှာဟိုကပါတယ်ပြည်သူမထိခိုက်ရအောင်ရဲဘော်မထိခိုက်ရအောင်ဆိုတဲ့ဒီမူဝါဒနှစ်ရက်ကိုအခြေခံပြီးမှစီးရေးကြီးမကြအောင်မြန်လှုပ်ဆောင်ရမယ်ဆိုတဲ့အပိုင်းလေးမှာကျွန်တော်တို့ကဒီပြည်သူကိုဒီငွေခွဲလိုက်မယ်ဆိုလို့ရှိရင်သူတို့အဆင်မပြေတဲ့အခါမှာဟိုစတိတ်ခိုက်ရတာရှိမယ်ပြီးတဲ့ခါကျလည်းချင်းသူတို့စီရအနေမှာတခင်ကျွန်တော်တို့ကလည်းနည်းနည်းငွေတောင်းခံမှုဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာပြည်သူတွေကျွန်တော်တို့မကြည့်ဘူးပေါ့နော် ဲ့ဒီဟာကိုတစ်ချက်တွေးမိတာရှိတယ်နောက်တစ်ခုကကျွန်တော်တို့ငငယ်ရန်ညီကြီးပြင်းခဲ့ရတဲ့ပုံစံဘယ်လိုလဲဆိုတော့ဂိတ်တွေဂိတ်တွေမှာပတ်စံပြီးပြီးဖြတ်သားရတာရှိတယ်ဥပမာဂိတ်ဆိုတာကျွန်တော်တို့ဒီကားဂိတ်တွေရထားဂိတ်တွေပြီးပြီးဆိုတဲ့အခါကျလို့ရှိရင်ဒီလမ်းပေါ်မှာဆိုရင်မော်တော်ဘီကေအဆတွေ့ရတယ်ပတ်စံပြီးနေရတယ်ပေါ့နော်ဆိုအဲ့ဒီဟာဒီမကြိုက်လို့ဒီတော်လင်ရေးဆိုတာမျိုးဒီစနစ်ဒီမကြိုက်လို့ဒီတော်လင်ရေးဖြစ်လာတာလေနော်ဒီတော်လင်ရေးကိုလုပ်နေကြတာကျွန်တော်တို့လက်ထက်ရောက်မှာကျွန်တော်တို့တနက်ကင်မှာကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ကိုကြွေးလိုက်မှာဒီ PDU စီရဲ့ငွေကောက်ခံရတဲ့ဆိုတဲ့ ိစ္စကတော့ကျွန်တော်အနေနဲ့မနှစ်မျိုးပေါ့နော်ကျွန်တော်တစ်ခွေလုံးကလည်းဒါကိုကြည့်ရတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ရေအဲဒီကောက်ခံတာမျိုးမလုပ်တာပေါ့နော်အဲ့လိုပြောလို့ရကျွန်တော်တို့ဦးရဲတယောက်တည်းဆိုတော့လည်းကျွန်တော်တို့တစ်ခွေတစ်ခွေလုံးဒီကိစ္စကိုမြင်ပြီးတော့ဒါကိုမလုပ်ကြတာပေါ့နော်အဲလာလူတဲ့ခါဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါကိုလက်ခံပါတယ်ပြီးတော့ပြည်သူတွေကကျွန်တော်တို့မြေလွတ်ရလွတ်တင်မှာကျွန်တော်တို့လောက်ကင်ပါဆိုတဲ့ခါကြလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့အဲ့ဒီစပါးဆိုင်တာနန်းဆိုင်တာဒေသပေါ်တီးနန်းဆိုင်တာမျိုးတွေကျွန်တော်တို့တစ်ခွေအင်အားနဲ့ ပြည်သူနဲ့ပူးပေါင်းပြီးစိုက်တမ်းမျိုးတွေရှိရယ်ပြီးပြီဆိုတဲ့အခါကျတော့ရှင်ပြည်သူနဲ့ကျွန်တော်နဲ့ပြန်မျှထားတာမျိုးရှိဆိုတော့ဟိုကျွန်တော်တို့အနေနဲ့ပြည်သူပုံမှန်အများကြီးဘာမှသွားပြီးတော့လုပ်ဖို့မတင်ဘူးလို့မြင်လို့လည်းကျွန်တော်အဲ့ဒီအောင်မလုပ်ခဲ့နေတာပေါ့နော်ဟုတ်ကဲ့ဒီလိုမျိုးပြည်သူလူထုဆီကနေပြီးတော့လက်နက်ကြီးကောက်တာမျိုးအလှူခံတာမျိုးမလုပ်ဘူးဆိုတော့ပေါ့နော်ခုနပြောသလိုပေါ့စပါးဆိုင်တယ်ဆိုတာမျိုးအနေချင်းတော့ပြောပါရမှာနော်ဒီတော့တက်ဖွဲ့ဆက်လက်ရက်တီရေးအာတက်ဖွဲ့ဝင်တွေရဲ့စားရေးတောက်ရေးနဲ့လက်နက်ခဲရန်တွေအတွက်ဘယ်လိုမျိုးစူးစမ်းပြီးတော့ဖြေရှားလဲပေါ့ အဲ့ဒီအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီပြည်သူလူထုကလည်းဒီကျွန်တော်တို့တွားတဲ့ပုံစံနဲ့အဲသူတို့နဲ့ကျွန်တော်နဲ့ကြားထဲမှာကနှွေးထွေးတယ်လမိုက်ခဲ့တယ်ဆိုတော့သူတို့ကိုယ်တိုင်အဲမြင်ပြီးကြားပြီးတော့လာလူတွေဟာဒါတပိုင်းပေါ့နော်နောက်တစ်ပိုင်းကကျွန်တော်တို့ထောက်ပို့ထီဆိုတာရှိတယ်ထောက်ပို့ထီကနေမှတစ်ဆင့်ကျွန်တော်တို့ကိုအဲခီကူဇလေအနေနဲ့ထီရောက်ခိုင်းပြီးတော့သူတို့ကနေပြန်ပြီးထောက်ပို့တဲ့ကိစ္စရရှိတယ်ပေါ့နော်ပြီးခါကျကျွန်တော်တို့စိုက်တဲ့စကားနဲ့စားမယ်ထောက်ပို့ထီရပေးတဲ့ဟာရပြည်သူလူထုလာလူတွေဟာရဒီဟာရပူပေါင်းပြီးပြီဆိုတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အနေနဲ့ အဲဥစားပေးတင်းနဲ့ပြန်ခွဲပြီးတော့ရဲဘော်ရဲ့အချဆုံးရဲဘော်ကိုထောက်ပံ့နေရရှိမယ်ကိုလည်းငါတိကျတဲ့ရဲဘော်ရှိမယ်စီပါရေးတင်ပြီးတာကိုထောက်ပံ့နေရဲထောက်ဖို့ပေးဖို့အတွက်အဲရှိမယ်ပြီးပြီးတော့လက်နက်ခရင်ဝယ်ယူဖို့တော့ရှိတယ်သို့သော်ကျွန်တော်တက္ကသိုလ်ဆရာမပြောခဲ့သလိုကန္နာအသီးသီးမှာတာဝန်ခံလေးပြီးရှိတယ်ဆိုတဲ့အပိုင်းမှာဗန္ဓာရေးတာဝန်ခံအနေနဲ့မလုပ်မယ်ပြီးတဲ့ခါကျရင်ကုညီကေသရေးအနေနဲ့မလုပ်မယ်အဲစစ်လက်နက်ပစ္စည်းတာဝန်ခံအနေနဲ့မလုပ်မယ်ဒီလိုမျိုးအဲပူပေါင်းဆောင်ရွက်ပြီးတော့လေးလေးချာချာပဲအဲစနစ်တကျပဲစီမံပြီးတော့ကျွန်တော်တို့ဒီလိုကပူပေါင်းပေါ်ဆောင်နေကြရတယ် ကိုစာနီသိန်းတို့ရဲ့ဒီချောင်းဘက်ကဖတက်ဖွဲ့ရဆိုရင်အာ ီအလှငွေကောက်တာတွေမလုပ်ဘူးအလှခံတာတွေမလုပ်ဘူးအခွန်မကောက်ဘူးပေါ့နော်ကိုပါကိုအခုလိုမျိုးနီလန်းရှာပြီးတော့ရက်တည်နေတယ်ပေါ့ဒီပါသုံးလုံးနဲ့ပတ်သက်ပြီးတော့ဒီပြည်သူတွေဘက်ကဝေဖန်မှုတွေဆန္ဒပြမှုတွေလည်းကြဲကြဲလောင်လောင်ထွက်ပေါ်ခဲ့တာတွေရှိတယ်ပြီးတော့ဒီ NUG ကလည်းဒီပါသုံးလုံးရန်ရဲနဲ့ပတ်သက်ပြီးတော့ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုပြီးတော့ပြောလာခဲ့ပေါ့နော်အဓိကဘလို့အချက်တွေကြောင့်ဒီလိုဝေဖန်ဆန္ဒပြခံရတယ်လို့သုံးသပ်ပါတယ်လေပြီးတော့လက်ရှိတိတာထင်ရှားတဲ့ပြုပြင်ပြောင်းလဲရေးတွေကလုံနေပြီလားအာအခြေအနေကဘယ်လိုမျိုးရှိလဲရှင် အဲကျွန်တော်တို့ဟိုကောနော်လုပ်ငန်းအတိုင်းမှာလုပ်ရတဲ့အတိုင်းမှာအကျိုးရအပြစ်ရဆိုတော့ရှိတယ်ပေါ့နော်ကျွန်တော်ဟိုကျွန်တော်ကအခုပြောမယ့်ဟာကျွန်တော်ကျွန်တော်တို့အနေနဲ့ပဲကျွန်တော်တို့ကိုကျွန်တော်ပဲပြောမှာကျွန်တော်တို့ကဘယ်ကလာတာလဲဘယ်ကိုသွားမှာလဲဆိုတာမျိုးကောင်းကောင်းသိမြင်ဖို့လိုတယ်ပေါ့နော် ကျွန်တော်တို့လာရနဲ့လာရရင်ပြီးတော့နောက်ထပ်ဘသူတွေလုံးလုံးနေရနော်ဒီကိစ္စတွေကိုကောင်းကောင်းကြည်လေတယ်ပြီးတဲ့ခါကျရင်တော်လန်ကြီးအစမှရှိခဲ့တဲ့စိတ်တဲ့အတိုင်း သွားနိုင်မယ်ဆိုလို့ရှိရင်တော့ပြည်သူလူထုကဘာမှထောက်ပြနိုင်မှာမဟုတ်ပါဘူးပြောဆိုနိုင်မှာမဟုတ်ပါဘူးနောက်တစ်ခုပြုပြင်ပြောင်းလဲကိစ္စနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တော့ပြည်သူလူထုကဒီဟာဒီပြောင်းလဲဖို့ပြောင်းလဲရမယ့်အခြေအနေအမှန်ဆိုတာမျိုးပြောတဲ့ဆိုလို့ရှိရင်တော့ပြောင်းလဲရမှာပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့အာဒီတော်လှန်ရေးပြီးတဲ့တနေ့မှာဘာရီဘာရီလုပ်မယ်ဆိုတဲ့စိတ်ကူးအိမ်မက်တွေကိုဒီတော်လှန်ရေးရရဲဘော်တွေမှာကိုစီရှိကြရဲပေါ့နော်ကိုစာနေသိန်းကရောဘာရီဆက်လုပ်သွားဖို့ရှိမလဲရှင်ကျွန်တော်တို့ဟိုအကောင်းဆုံး အကောင်းဆုံးအကောင်းဆုံးကိုပေါ့နော်ပြည်သူနဲ့ကျွန်တော်တို့တွေနဲ့အကောင်းဆုံးအတူရင်ဆိုင်ဖြစ်ချင်းသွားမယ်ဆိုလို့ရှိရင်တော်လင်းအောင်မြင်တဲ့တနေ့ရောက်မှာပါအဲတော်လင်းပြီးတော့ဗာဆက်လုံးမှာလဲဆိုလို့ရှိရင် ပြောချင်တာကျွန်တော်တို့လူငယ်တွေပါကျွန်တော်တို့ဘယ်နေရာဘယ်ဘယ်နေရာဘယ်ရာစုတောင်မှတိုက်နေရလူငယ်တွေမဟုတ်ပါဘူးပြည်သူလူထုလူလားချက်ပြည်သူလူရဲ့အချက်အရာပြည်သူလူလူချင်းနဲ့ပန်းနိုင်ရောက်တဲ့တနေ့ကြာလို့ရှိရင်ကျွန်တော်တို့အားလုံးအိမ်ပြန်ပါပါအဲကျွန်တော်တို့ ကျွန်တော်တို့ဒီကျွန်တော်တို့ပေါ့နော်ကျွန်တော်ပါဝင်ကျွန်တော်ရဲဘော်တွေအားလုံးအသက်ရှင်ကြံခဲ့မယ်ဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အမေတွေကျွန်တော်တို့အဖေတွေရှိတယ်ကျွန်တော်တို့ဒီတာအတီးတီးကကျွန်တော်တို့မိသားစုအိမ်တွေကိုပြန်မယ်အဲကျွန်တော်တယောက်တည်းရဲ့တဘောရဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လိုဆက်ရှိမလဲဆိုတဲ့အခါမှာကျွန်တော်တို့ဒီတိုလင်းကြီးကာလအတွင်းမှာကျွန်တော်တို့ ਨੇ အတူတူတိုက်ပွဲဝင်နေကျွန်တော်တို့ ਨੇ အတူတူတိုက်ပွဲဝင်နေတဲ့ရဲဘော်ရဲဘက်ညီကောင်မောင်နှမတွေအားလုံးကြာဆုံးသွားတဲ့ဒီရဲဘော်တွေအတွက် ကျွန်တော်တို့မလုပ်ပြီးနိုင်မလဲပေါ့ကျွန်တော်မလုပ်ပြီးနိုင်မလဲတက်ရှိမယ်နောက်တစ်ခုကကိုလဲအင်ကဆွန်ဆွန်လွတ်လိုက်ရတဲ့ကိုလဲအင်က ပြီးဆက်လိုက်ရတဲ့ရဲဘော်တွေအတွက်ကျွန်တော်တို့နဲ့အတူတူတို့ဘုတ်မလုပ်ပြီးနိုင်မလဲဆိုပြီးတော့တို့တို့နဲ့အတူတူရက်တည်မယ်တို့တို့ရှိရနေဆက်ရှိနေပါမယ်လို့ပြီးရောက်ခင်ကျွန်တော်လည်းအိမ်ပြန်ပါမယ်လို့ဟုတ်ကဲ့အခုလိုမျိုး TVB ရဲ့လူငယ်တန်အစီအစဉ်မှာအင်တာဗျူးဖြေကြားပေးတဲ့အတွက်ကိုစာနေတဲ့ကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ